အားလုံးမင်္ဂလာပါမန်လီယူ channel ကနေအားလုံးကြိုဆိုပါရစေ။မက်ရှက်ဆောင်နဲ့တဲ့တင်နေတဲ့လာမယ့်စနေနေ့ပေါ့ဗျာ6နိုင်မှဆိုရင်အဝေးခွေးပရီးမီယာလေးပွဲစဉ်6ကိုပရယ်ပွဲရဲ့အိမ်ခွေးမှာတွေ့ရကစားဖို့ရှိနေပါတယ်။ကိုယ်နေတဲ့အတင်ကပြီးခဲ့တဲ့နေ့ကဆိုရင်ရှက်စီကိုနိုင်ရရှိခဲ့တယ်။ဆိုတော့အဲ့ဒီပွဲစဉ်ပြီးမှပေါ့ဗျာအတင်တွေ့ရကစားသမားတွေ့ရပြီးလို့ရှိရင်နေပြအတွက်ပါထိုက်တဲ့တလောက်ဖီးရတွေရောတော့ခဲ့တယ်။ ဘရေဖို့ကိုထည့်ပြီးတော့ရာလဲကောက်ပိုက်ဆိုင်ခဲ့မယ်ဘရေဖို့ကိုထည့်နိုင်ခဲ့မယ်ဆိုရင်ဖီးယားတွေကလည်းယုံထွက်နိုင်ဖို့အလားအလာရှိတာပေါ့ဗျာဆိုတော့အဲ့ဒီပွေးစင်နဲ့ပတ်သက်ပြီးတော့နှစ်ဖက်အသည့်အချိန်နဲ့ကိုယ်နေတဲ့အသင်းကဘရေဖို့ကိုချင်ကစားမယ်ပွေးထုတ်လူစင်းမှာဘသူတွေကိုထစ်သင့်အသုံးပြုလာမလို့ဆိုတာပွေးကြွသူသက်ချက်အနေနဲ့ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါပထမအဆုံးပေါ့ဗျာဘရေဖို့ကိုကြားလို့ချင်းဘရေဖို့ကတရားဒီမှာနေပြဟောင်းတော်မယ်ဖရက်ကိုထုတ်ပြီးတော့ အန်ဒရူးမေးပြသူကိုခံခဲ့တယ်။အန်ဒရူးကလည်းပဲသူ့အနေနဲ့သူ့အဆင်ပြေပါတယ်။ခင်စစ်ကိုအားပြုတ်တယ်၊ကွင်းလေးကနေတိုက်စစ်ဆင်ပြီးတော့ high pressure နဲ့ကောင်တာအထက်ခဲ့တဲ့တော်တဲ့နေရာမှာတတော်ကိုကောင်းမွေတယ်ရှိတယ်။နောက်တစ်ချက်ကသူတို့အသင်းမှာလည်းပဲဒီရသည်ကစားသမားတစ်ခေါ်မှုပိုက်တယ်မှာလည်းတတော်ကိုကောင်းမွေတဲ့ပလေယာတွေရှိတယ်။အရင်ကတည်းကလည်းသူတို့မှာမက်ချက်စာအောင်နေတဲ့အသင်းကိုဒုက္ခပေးနိုင်တဲ့နောက်တန်းကွင်းလေးတိုက်စစ်အဖက်ဖက်က ပြည်စုံလုံတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ကိုယ်နဲ့တဲ့အသင်းအတွက်ကတော့အဝေးခွင့်ပေးစီဖြစ်တဲ့လျောက်လွေကူနဲ့အနေထားမှာတော့ရှိမနေဘူးပေါ့ဗျာဆိုတော့သူတို့အသင်းကပေါ့ဗျာအရှင်ရာသီတုန်းကပရီးမီးယားလိဂ်ကိုကြည့်ရလို့ချင်းရမဲ9သိ6မဲနဲ့အဆင့်10စီမှာရစ်တည်ခဲ့တယ်ကိုရီနဲ့တင်ကပေါ့ဗျာအဆစ်59နဲ့ရမဲ့40မီတာပိုင်ဆိုင်ခဲ့တယ်။ဒါကိုကြည့်ရလို့ချင်းပြီးကလေးရာသီရဲ့အချင်းတွေကမန်ချက်စတာနဲ့အတင်းတဲ့ဘရေဖို့ကတော်တော်ကောင်းမွန်မှုရှိတယ်။အားလည်းနေမှုရှိတာပေါ့ဗျာ အင်ကွေးအဝေးကွေးကိုကြောက်လို့ချင်းအင်ကွေးနှစ်ပွေးကစားတာပါတယ်တပွေးနိုင်တပွေးသေးရင်နဲ့သူတို့ချုံပွေးမရှိသေးတဲ့အခြေအနေကိုပိုင်ဆိုင်ပြီးတော့တိုက်စစ်က၃ကိုရတယ်ခင်စစ်က၂ကိုပေးထားပါတယ်အင်ကွေးရမယ်ကသူတို့၄မယ်ပေါ့ဗျာ အဝေးခွေးသုံးဝေးမှာဆိုရင်လည်းပဲနိုင်ဝေးမရှိဘူးတရေဝေးမရှိဘူးသုံးဝေးဒီသူတို့ကရှုံးထားပြီးတော့တိုက်စစ်ကတော့ကိုရတာပါတယ်ခင်စစ်က၈ကိုဒီပေးထားရပြီးတော့အဝေးခွေးရမယ်ကတမက်မောက်ကိုမရရှိသေးပါဘူးဆိုတော့အင်ခွေးနဲ့အဝေးခွေးမှာဆိုရင်အဝေးခွေးကဂိုးပေးရမှုပုံများသလိုသူတို့ကနိုင်ဝေးမရှိဘဲနဲ့ရှုံးဝေးတာသုံးဝေးဒီကိုကျွန်တော်ဆက်နေတာပါဗျာဆိုတော့သူတို့အစ်ကိုကြည့်ရလို့ကြည့်ပါဗျာစူးစူးပေါ်တိုက်စစ်ဘက်က၆ကိုရတယ်ခင်စစ်က စေကိုဒီပေးထားတယ်ကိုင်းနေတဲ့တင်ကရှိကိုပေါ့ဗျာကစားခေးတဲ့ငါးပွေးမှာဆိုရင်လည်းပဲတပွေးနိုင်နှစ်ပွေးတည်ရနှစ်ပွေးတည်သူတို့ရှုံထားတာပေါ့ဗျာနောက်ဆုံးပရီးမီးယားလေးပွေးစီငါးမှာဆိုရင် ဖူဟန်ကိုတတိဝဲနဲ့သူတို့ရှုံးထားတဲ့အတွက်လုံဝမလီကူတဲ့ပုံစံမှာတွေ့နေရတာပေါ့ဗျာပြဖို့အတင်းတက်ကတော့ပေါ့ဗျာပရီးမီယာလိပွေးစဉ်တက်မှာဆိုရင်ဘုံဘောက်ကိုစီးတူးနဲ့နိုင်တယ်စင်တာလေးကိုသူတို့အတင်းနဲ့အဝေးခွင်းတူဝဲနဲ့ရှုံပြီးတော့ရှယ်စီကိုအိမ်ခွင်းမှာတူတူနဲ့တည်ကြတယ်အက်စတွဲမီလာကိုကိုယ့်ရဲ့အိမ်ခွင်းမှာဝဲဝဲနဲ့တည်ကြပြီးတော့အဝေးခွင်းမှာဖူဟန်ကိုတတိဝဲနဲ့ရှုံးနေဆိုတော့သူတို့အတင်းဘက်ကကြည့်ရလို့ချိပေါ့ဗျာနောက်ဆုံးပွေးစဉ်ဒီအနေအထားတစ်ခုမှာရလက်တဲ့ဆွဲဆောင်ရင်ကမင်းမီလာတယ်လို့ပြောရမယ်ဒါပေမဲ့လို့ အန်ဒရူးရဲ့နေပြသစ်လက်ထက်မှာသူတို့အသစ်ဘက်ကလည်းဆွဲဆောင်ရင်ကောင်းတဲ့ကျွန်တော်ဒီအကောင်းမဲ့ဆုံးအချိန်ဒီမှာချိန်နေတယ်ပြီးလို့ရှိရင်မက်ဆေ့ချ်အောင်နေတဲ့အသင်းကိုလည်းချိန်ပြိုင်ဖို့ဆိုတာကသူတို့နေပြသစ်ဘက်ကလည်းကစားပုံနဲ့ပြီးလို့ရှိရင်နစ်စနစ်ဗျူဟာတွေကတတော်ကို အလုတ်ဖြစ်မင်းအနေထားမှာရှိတယ်ဆိုတော့စာသမားတို့ရဲ့ဒါကသူတို့အသင်းရဲ့လက်ချီအနေထားပေါ့ဗျာ ကိုရင်မရှိဆောင်နည်းနည်းသိကိုကြားလို့ချင်းငါးဝေးကစားတာပါတယ်နှစ်ပွေးနိုင်တပွေးတည်နှစ်ပွေးရှုံတာပြီးတော့ရမဲ့9မိနစ်အစစ်စစ်တေးမှာရက်တင်နေပါတယ်အိမ်ကွင်းအဝေးကွင်းငါးဝေးမှာဆိုရင်အိမ်ကွင်းက3ဝေးကစားတာပါတယ်နှစ်ပွေးနိုင်တဲ့တေးပွေးမရှိဘူးတပွေးရှုံပြီးတော့တိုက်စစ်ကငါးဝေးရတယ်ခဲစစ်ကကျွန်တော်တို့၄ကိုတီပေးထားရပါတယ်အိမ်ကွင်းရမဲ့က6မိနစ်ကိုကျွန်တော်တို့နေတဲ့အသင်းကပိုင်ဆိုင်ထားပါတယ် အဝေးခွင့်နှစ်ပွဲဆိုရင်လည်းပဲကျွန်တော်တို့နိုင်ပွဲမရှိပါဘူးတရေပွဲကျွန်တော်တို့တပွဲရှိတယ်တပွဲရှုံပြီးတော့ဆီကကျွန်တော်တို့တကိုးသာရပြီးတော့ခင်စီက၄ကိုးပေးထားရတယ်အဝေးခွင့်မှာကျွန်တော်တို့တမဲသာရတာပါဗျာဒါကိုကြည့်ရလို့ချင်းပြေဖို့လိုပါပဲမက်ရှယ်စာုံနဲ့တဲ့အစ်နေနဲ့အဝေးခွင့်မှာဆိုရင်လည်းကျွန်တော်နိုင်ပွဲတပွဲပဲရှိတယ်။ယာရီကိုကလည်း၄ကိုတည်းရှိပြီးတော့ယာရီကိုက၃ကိုသာရတယ်။စုစုပေါင်းအနေနဲ့ကျွန်တော်တိုက်စီပိုင်းကိုကြည့်ရလို့ချင်း၅ကိုရပြီးတော့ခင်စစ်က၈ကိုပေးထားရတယ်။ အဝေးကွင်းနဲ့အိမ်ကွင်းမှာဆိုရင်လည်းအဝေးကွင်းအားနည်းမှုကျွန်တော်တွေ့ရတဲ့အတွက်ဘရယ်ဘိုးကိုချင်ကစားဖို့ဆိုတာကကျွန်တော်မက်ချက်စတာကိုနည်းနည်းဒီပွေးထုတ်လာတဲ့လူစည်းမှာအဓိကမူတည်တယ်။အခုဆိုရင်မတည့်ရဲ့ကိုညာတော့အာပြီးလို့ရှိရင်ကွေးလီမှာဆိုရင်လည်းပထရိတ်တူကိုတော့ကတော်တော်ကိုကောင်းဝင်မှုရှိတယ်။နောက်တန်းမှာဆိုရင်လေလူလျှော့ရေလူလျှော့ကတော့ LOD အဆင်မပြေပါဘူးတိုးတော်ညာလေကျွန်တော်တို့မှာကလူမမရှိတာထစ်တဲ့အတုံပြူရတယ် ဆိုတော့ကျွန်တော်တို့မန်ချက်စတာကိုနည်းနည်းအသိနဲ့ပြီးခဲ့တဲ့၅ပွဲကိုကြည့်ရလို့ချင်း၂ပွဲနိုင်တယ်၂ပွဲတည်နေတယ်ကျွန်တော်ယူနေတဲ့အသင်းကတပွဲရှုံးတာပါတယ်အသင်းကဘရန်ဖုန်းနဲ့ကစားပြီးပြီဆိုရင်ပေါ့ဗျာစနေနေ့အောက်တိုဘာ၄ရက်နေ့မှာဆိုရင်စနေလေးကိုကိုယ့်ရဲ့ ultra ပုံမှာကစားဖို့ဖြစ်ပါတယ်တနင်္ဂနွေနေ့ကျွန်တော်တို့အောက်တိုဘာ၁၉ရက်နေ့ဆိုရင်ပေါ့ဗျာလီဗာပူးကိုအဝေးခွင့်ရင်ဆိုင်ရမှာဖြစ်သလိုစနေနေ့ကျွန်တော်တို့၂၅ရက်နေ့မှာဆိုရင် brighton ကိုကိုယ့်ရဲ့အင်္ဂွေမှာကစားမှာဖြစ်ပါတယ်ဆိုတော့အသင်းအတွက်ကတော့ဗျာလာမယ့်ပွဲစဉ်တွေရောအခုဒီနေ့ပွဲစဉ်တွေကပါ အမိုရဲအတွက်မလေးကူပါဘူးဒါပေမဲ့ကိုရီအသင်းရဲ့လုတ်တင်လုတ်ထိုက်တဲ့အပြောင်းလဲတဲ့နိုင်တင်နိုင်ထိုက်တဲ့ပွေးစဉ်တဲ့ရလဲကောင်းပိုင်ဆိုင်မဲ့ပွေးတွေမှာဆိုရင်အမိုရဲလူထုပ်ပုံနဲ့ရေရှိခွင်းတွေကအမေကယ်ဆုံးဖြစ်ဖို့လိုတယ်အဲနေစနေပိုင်းဗျူဟာတွေမှာဆိုရင်လေကိုရီအသင်းနေနဲ့တခြားအသင်းတွေထဲဆိုင်အตาကြီးရနေမှာကိုဖြစ်မှာတဖက်အသင်းနေပြတွေကပေါ့ဗျာမန်ချက်စတာဝန်ထဲတဲ့အသင်းကိုဘယ်လိုကစားမလဲဘယ်လိုလူစည်းနေနဲ့ပွေးထုတ်လာမလဲဆိုတာကတော့သူတို့အသင်းကကြိုတင်ပြီးတော့ ွက်ဆက်ထားတဲ့ပြည်စင်းမှုတွေလှုပ်ထားတယ်။ကိုရီနဲ့တဲ့အသင်းကပေါ့ဗျာပြီးကလေးရာသီမှာဆိုရင်တိုက်ပွဲမှုတွေရှိတယ်။အမ်မူရန်ကရှစ်ပွေးတာအနိုင်ရရှိထားတယ်။ဒါပြီးကလေးရာသီပေါ့ဗျာဒီရာသီမှာဆိုရင်လည်းကိုရီနဲ့တဲ့အသင်းကနောက်ထပ်လာမယ့်ပွေးစီတွေမှာဆိုရင်အမေရိကန်စုလုတ်ပြနိုင်ဖို့ကိုပဲကျွန်တော်တို့မျှော်လင့်မယ်။ဘာလို့ဆိုတော့တကယ်လို့ရလိုက်တဲ့ဆိုးရမယ်နိုင်ပွေးတွေပျောက်ဆုံးနေမယ်ဆိုရင်အမ်မိုရယ်အတွက်ကလည်းကောင်းတဲ့အခြေအနေမှာရှိမနေဘူးဆိုတော့ကိုရီနေနေတင်းကပါဗျာရှက်စင်းနဲ့ကစားခဲ့တဲ့လူစင်းကိုကြည့်ရလို့ရှိရင် ကျွန်တော်တို့ဒီမျောလင်းထားတဲ့ကစားသမားတွေပါဝင်မလာဘူးကိုသမားနေရာမှာဆိုရင်ပရိတာကိုအသုံးပြုခဲ့တယ်။ဆန်တဲ့ဘက်သုံးရောက်မှာပေါ့ဗျာကျွန်တော်တို့လူရှော့ရဲ့မကွမ်းရနဲ့ဒီလေးကိုကျွန်တော်ထစ်သိမ်းခဲ့တယ်။လင်းနီယူကိုအနာပေးထားခဲ့တယ်ပေါ့ဗျာ။ကွင်းလီလေးရောက်မှာဆိုရင်ပက်ထရစ်ဒူကိုရဲ့ပြီးလို့ချင်းဘရူနိုဖန်နဲ့ကက်ဆီမီရိုမာဇရာဝီကိုကျွန်တော်အသုံးပြုခဲ့တယ်။လေပယ်တဲ့နှစ်ယောက်ကအာမန်ဒီယာလိုနဲ့ဘရိုင်အမ်မိုမောအထောက်မှာကျွန်တော်တို့ပီဂျီမိုဆစ်ကိုပေါ့ဗျာ။မတည့်ရဲ့ကိုညာတို့ဆိုရင်လည်းဒီနေ့ပွဲစီမှာပါဝင်လာဖို့ဟန်နဲ့ပါစင်သေးကြတယ်။ကိုသမားဆိုရင်ကျွန်တော်တို့မျောလင်းနေတဲ့စင်နီလမ်းမဲစင်တာလာမင်း ။ဘာဖြစ်ဆိုတော့မင်းဂိုသမောက်ကိုခေါ်ယူပြီးတော့ဘေးပွေးစီမှာမှအသုံးမပြုဘူးဆိုတာဒါကတဘာဝမကြတော့ဘူး။အရင်မှလေးပဲကျွန်တော်ပွေးထုတ်မလားတလို့လူစည်းမှာတော့ပါတာပေါ့ဗျာ။ဒါပေမဲ့ဒီလိုမျိုးဖြစ်နေတဲ့အနေအထားအရာဆိုရင်မျောလေးရမှာပဲပေါ့ဗျာ။ဘလို့တဲ့လူစည်းအနေနဲ့ပြောင်းလဲမှုရှိမလို့ဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့။ဆိုတော့စာသမားတို့ရဲ့ကျွန်တော်ဒီပွေးထုတ်လူစည်းအခြေအနေကိုတစ်ချက်ကြည့်အောင်ပေါ့ဗျာပွေးထုတ်လူစည်းမှာကိုပရိသတ်တဲ့မျောလင်းတဲ့ကစားသမားတွေပါဝင်မလားဆိုတာတစ်ချက်ကြည့်အောင် ဆိုတော့ကျွန်တော်စောစောကပြောသလိုပါပဲအမရအနေနဲ့ဒီနေ့ပွေးစဉ်ကိုရာလဲကောက်တစ်ခုရဲ့အနိုင်သုံးဘက်ကိုပိုင်ဆိုင်ဖို့ဆိုရင်ပွေးထုတ်လာတဲ့လူစင်းကမဲကယ်မှုချိဖို့လိုတယ်။ဘာလို့ဆိုတော့တစ်ဖက်နေပြတိကလည်းသူတို့ရဲ့ကစားပုံတွေကအမှန်မှုရှိသလိုခန်စစ်တို့၊ကွေးလင်တို့ကနေကောင်တာတိုက်စစ်တွေနဲ့ပိတ်ကစားတာကြီးတဲ့အတွက်တကယ်လို့သူတို့အသင်းဘက်ကပိတ်ကစားလာပြီဆိုရင်ကိုရီးယားနဲ့အသင်းက တဖဲတဲ့တွေကိုထိုးပေါ်ဖို့ကြပြန်တော့တိတ်ပြီးတော့မလွေကူတဲ့အချိန်မှာရှိတဲ့အတွက်ဒီလိုမျိုးပိတ်ကစားလာပြီဆိုရင်ဘသူတွေကိုထစ်တဲ့အတုံးပြလာမလဲဒါကအရေးကြီးတယ်ဆိုတော့ဂိုသမနေရမှာပေါ့ဗျာကျွန်တော်ဒီမျော်မဲတာပေါ့နေပြအန်မွေကထိရှင်မထိမစနီလဲမန်ဒါပေမဲ့ brain dog ကိုပဲကျွန်တော်ပွေးထုတ်လာမလို့ယူဆတယ်တကယ်လို့စနီလဲမန်ကိုပွေးထုတ်လာခဲ့လို့ရှိရင်ပြည်သက်တဲ့အတွက်ကတော့ပေါ့ဗျာထိုက်တဲ့လောက်ဝဲတာရမှာကျွန်တော်ရှိတာပေါ့ဒါကြောင့်ကိုသမနေရမှာတော့စနီလဲမန်ကိုကျွန်တော်ရွေးထားတယ် စနေဘက်တုန်းကကျွန်တော်တို့ကအဲ့လိုဒီရွေးချယ်ခင်မရှိပါဘူးအပြောင်းလေးလုပ်ခဲ့တဲ့နေရာမှာဆိုရင်လီနီယူပြန်ပါလာဖို့ရှိနေသလိုမကွဲရနေမှာဒီလေးကိုပြန်ပြီးတော့မြေတွေ့ရဖို့ရှိနေသလိုကျွန်တော်တို့ဘေဘက်အချမ်းနောက်တဲမှာဆိုရင်လူလျှော့ပါဗျာအလီဆန်ဒိုမာတီနက်တို့ဆိုရင်လည်းဒီနေ့ပွဲစဉ်ကိုထက်လွေးဖို့ရှိနေတယ်ဒါကြောင့်ဂိုတမားနဲ့နောက်တဲကဒီ၃ယောက်ရဲ့ကွင်းလင်လေးယောက်ကိုချီအရလို့ချီရင်လည်းထထူးပြောစရာမလိုပါဘူးဘေလိုက်ပဲအချမ်းမှာပထရိတ်တူကိုပါဗျာတူကိုနေနဲ့တတော်ကိုကောင်းတဲ့ခြင်စက်နဲ့ပိုင်ဆိုင်ထားတယ်ပြီးလို့ချင်း အဲ့ဒီဘေဘက်အချမ်းကနေပြီးတော့လဲအေရီယာပေါက်သေးသေးတိုးဝင်ပြီးတော့ကြော်ဖြတ်မှုနဲ့အလင်ခောက်တင်တဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့လာရတဲ့အတွက်ဒီဘက်အချမ်းမှာပက်ထရစ်ဒူကိုရဲ့ညာဖက်အချမ်းမှာကကျွန်တော်နေပြောလို့ချင်းပေါ့ဗျာဘရဖို့ချင်းကစားဖို့ဆိုရင်အမေဒီယာလိုတင်တဲ့တစ်ဖက်ခင်စစ်ကိုရောက်ပြီဆိုရင်အတိုးလို့ဖြေအပ်ဝင်ပြီးတော့အေရီယာပေါက်သေးသေးကျွန်တော်တို့ဖန်တင်းမှုတွေကောက်တဲ့တကိုရေဆွဲဆောင်မှုနဲ့ဂိုးတင်းမှုတွေလည်းအများကြီးရှိတဲ့အတွက်မာဇာရာဝီကိုဒီနေ့မှကျွန်တော်ခောက်ထားမယ်ပြီးလို့ချင်း ျွန်တော်ကဒီကွင်းလင်အထိုင်တွေရောက်မှစဉ်းစားကြရလို့ရှိရင်တော့ကျွန်တော်မြင်ရှင်တဲ့ကစားသမားကထူထူမဟုတ်ပါဘူးအာမက်ဒီယာလို့ဒါပေမဲ့ဗျာအရှုပ်ပွေးစီတွေမှာကျွန်တော်ပွေးထုတ်တဲ့အနေထားတွေကျွန်တော်ရှိခဲ့တာပဲအာမက်ဒီယာလို့အသုံးပြုလားမပြုဘူးသူ့ရဲ့မယားပါသားဖြစ်တဲ့အာအူဂါတင်နဲ့ကက်ဆီမီရိုဒီနေ့မှဆိုကက်ဆီမီရိုကပီဂရီပွေးစီမှာနှစ်ဝတနေနဲ့ထုတ်ခံရရတဲ့အတွက်ကက်ဆီကပါဝင်လာမှာမဟုတ်တဲ့အတွက်ကျွန်တော်မျော်လင့်နေတဲ့ကစားသမားကတော့မြင်ရမှာမဟုတ်ဘူးဒါကြောင့် ်ဦးကာတင်နဲ့ဘလူးနိုဖန်နေတယ်ပေါ့ဗျာတော့ဒါကကွင်းလင်လေးရောက်အချိန်ပေါ့ကိုရီမြေရှင်တွေကစားသမားပါလာရင်တော့ထိုက်တဲ့လောက်ကျွန်တော်ကျင်နေရမှာပေါ့ဗျာနံပါတ်10နဲ့ရောကျွန်တော်မက်တီးရဲ့ကွန်ညာနဲ့ဘရိုင်အန်ဝူမပေါ့ဗျာအထောင်မှာဆိုရင်ဘဂျင်မိုဆက်စကိုဒါပေမဲ့အဲ့ဒီနံပါတ်10ရောက်မှာတကယ်လို့မပေါ့ဗျာမေဆန်မောက်ကိုထေပြီးတော့မက်တီးရဲ့ကွန်ညာကိုအထောင်မှာထားမယ်ဆိုရင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ လောလောဆယ်မှာတော့ဗောဗျာမေဆန်မောင်းတို့ကလည်း injury ပြဿနာဖြစ်လာသူတွေမလို့ချင်းဒီကစားသမားကကြက်ခံမှုမပြေပေါ်လို့လာတော့မသိဘူးတချို့ပွေးစဉ်တွေကိုအနာပေးကြတယ်ကိုညာကတော့ဒီနေ့ပွေးစဉ်ကို100%လောက်ပါဝင်လာဖို့ရှိနေတယ်သူအနေနဲ့အမေကထရိနေတာတွေ့တယ်တူချင်းလေ့ကျင့်မှုတွေအတင်းနဲ့လေ့ကျင့်မှုတွေမှာလည်းတတော်ကောင်းမှုရှိတဲ့အတွက်ကျွန်တော်တို့ဒီ level 10ရောမှာကမတည့်ရဲ့ကွန်ညာတော့ရှိတာပါဗျာ စာသမားတို့ရေဒါကဘရေဖို့ကိုချိန်ကစားမဲမန်ချက်စတာနဲ့အတင်းနေနဲ့ပွေးထုတ်လာမဲစစ်တယောက်လို့ကျွန်တော်ခံမဲတဲ့အနေအထားတစ်ခုပေါ့အမ်မရယ်ကတော့ပေါ့ဗျာဘရင်တာကိုလေဂုဒမနေမှာထေကောင်းထေးလာနိုင်တယ်လို့လေနီယိုကိုထုတ်ပြီးတော့မာဇာရာအဲ့ဒီမာဇာရာဘီကိုဆိုရင်လည်းပဲအာမက်ဒီယာလို့ကိုယ်လေညာဘက်အချမ်းမှာထေးမလို့လေပြောလို့မရဘူးဒီလိုမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့အာမက်ဒီယာလို့နဲ့ဘရင်အမ်မမကိုတွေးကစားတဲ့အနေအထားတစ်ခုမှာဆိုသူတို့နှစ်ယောက်ကအတွင်းညီတဲ့ပုံစံမှာရှိမနေတဲ့အတွက် အလေးပြောင်းတယ်ကျွန်တော်ဘလို့တွေဆက်ပြေးလာမလို့ဆိုတာစောင့်ကြည့်ရမှာပေါ့ဒါပေမဲ့စာသမားတို့ရေကျွန်တော်တို့ဒီနေ့ပွေးစီမှာအနိုင်ရလဲတခုပြီးလို့ချင်းရလဲကောင်းတွေပေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင် emulated peer pressure တွေရောချဖို့အတွက်ဆိုရင်တော့ဖြည့်တင်းတဲ့လူစင်းတဲ့အပြောင်းလဲကျွန်တော်တို့ဒီပွေးထုတ်လာမယ့်အနေအထားဒီမှာဆိုရင်ကောင်းမွန်တဲ့အရှင်တွေတခုကိုတွားမရမယ်မဟုတ်လို့ရှိရင်တော့ အာဒီနေ့ပွဲစဉ်ကလည်းကျွန်တော်အတင်းအတွဲဆိုးဝါးတဲ့အခြေအနေတခုမှရောက်တော့မှာပေါ့ဗျာဆိုတော့စာသမားတို့ဒါကမက်ရှယ်ဆောင်နဲ့တင်းနေလာမယ့်စနေနေ့6နိုင်မှာဆိုရင်အဝေးကွင်းဘရယ်ဖိုးရဲ့အိမ်ကွင်းမှာပရီးမီယာလိပွဲစဉ်6ကိုကစားမယ်အပွဲကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကျွတူတဲ့ရှင်းနေတော့ခဲ့တာပေါ့ဗျာနေပြဖြစ်သူရူဘီအမ်မိုရယ်ကဘလိုတွေအလှေပြောင်းတယ်ဘလိုတွေကစားခွက်တယ်ဘလိုတွေလူစင်းတယ်သူကြိုက်တဲ့ကစားသမားတွေကိုမြင်တွေ့ရမလားဆိုတော့ကျွန်တော်ဘလိုလာမလဲတော့မသိဘူးဒါပေမဲ့အကောင်းမွန်ဆုံးကျွန်တော်အဝေးကွင်းပွဲစဉ်မှာအနိုင်ရလဲတခုဖြစ်တော့မယ်ဆိုရင်တော့ အတင်းအတွက်ကစားသမားတွေအတွက်နေပြအတွက်ဖက်ဖက်ကအောင်းမွေတွေရလဲတခုကိုကျွန်တော်ရှိလာမှာပါဗျာဆိုတော့ညီကိုတို့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကျွန်တော်အစ်ဒီပွေးစဉ်ပြီးလို့ချင်းလေပွေးပြီးတုံးတဲ့ချက်ဗီဒီယိုကိုလည်းထည့်မှန်ပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်စောင့်မျှော်ကြပါအောင်လို့ပြောကြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ညီကိုတူတယောက်ချင်းတက်ကလေးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ